ကဲဒီတစ်ခါမှာတော့မကြီးသေးသေးလေးတွေရလာလို့ဘဇွန်နဲ့တွဲပြီးတော့ငပိကြက်ချက်စားမယ်။တွဲစားဖို့တို့စရာအစုံလေးလည်းပြင်ထားတယ်။အရင်ဆုံးမကြီးသေးသေးလေးကိုအခွန်ချစ်ဘဇွန်ကတော့အကောင်ကြီးကြီးလေးတွေတုံးထားပါတယ်။အခွန်ချိုကြောခွဲပြီးတော့အညစ်ကြီးတွေစေးတာ။ပြီးရင်တော့စားနဲ့စနေနေထည့်ပြီးတော့အရသာနှဲထားမယ်။မြေဒီအချောက်တောင်ကိုအစစ်ထုတ်ပြီးတော့ရင်နွေးစိမ့်တာ။ ထောင်းမို့ကျွတ်တုံမျိုးအခွန်နွားပြီးတော့အတုံးလေးလှိတာကျွတ်တုံမျိုးလည်းအခွန်နွားတာဂျင်းလက်တစစ်စာလောက်ကိုအခွန်ချစ်တာအလုံးပြင်းတော့စထောင်းမယ်မကြီးသေးစိတ်တွေကိုချိုးပြီးတော့ထောင်းမယ်ညနေအောင်ထောင်းပြီးတော့ဖယ်တာကျန်နေတဲ့မကြီးသေးတွေလည်းအကုန်ထောင်းပြီးတော့ဖယ်ထားမယ်ပြီးရင်တော့ကျွတ်ုံမျိုးညက်နေအောင်ထောင်းဂျင်းတက်တဲ့ညက်သွားပြီဆိုရင်ကျွတ်ုံနီပါထည့်ပြီးထောင်း အကုန်လုံးညက်သွားရင်ငြိုတီထောင်းဖို့ခဏဖယ်တာပြီးရင်တော့စိန်နှိုင်းငြိုတီကိုရင်းကျင့်ပြီးတော့ညက်နေအောင်ထောင်းမယ်ငြိုတီညက်သွားပြီဆိုရင်ခုနကထောင်းထားတဲ့ကြက်သွင်းလေးနဲ့ရောပြီးပြန်ထောင်းအားလုံးရောပြီးတော့ညက်သွားရင်ရပါပြီအိုးပူလာရင်စီထက်စီပူလာရင်စနင်းလေးတစ်စွန်းထက်ထောင်းထားတဲ့ငြိုတီကိုအကုန်ရောပြီးတော့စီတက်မယ်ကြက်သွင်းလေးကစနုံးလာပြီဆိုရင် မြင်ငပိစွန်းလောက်ထက်ငပိတွေပါရောပြီးတော့ကြောအားလုံးချက်ပြီးတော့အနံလေးမှွေးလာပြီဆိုလို့ရှင် အရသာနှက်ထားတဲ့ပစွန်းတွေထက်ပြီးရင်တော့အဖုံးအုပ်ပြီးရေမထက်သေးပဲနဲ့ခဏလောက်တည်ထားလိုက်ပစွန်းလေးတွေအကျော်တင်းလာပြီဆိုတော့မှထောင်းထားတဲ့မကြီးသေးတွေထက်ရေလေးနဲ့ထက် အုပ်ပြီးတော့ရေခမ်းတဲ့အထိချက်ပေးထားလိုက်ရေခမ်းတော့ပြီဆိုရင်အရသာချင်တယ်မပြာရည်လေးနည်းနည်းထည့်ရေချောက်သွားပြီးစီပြန်လာပြီဆိုရင်မြူပြီးစိမ့်လေးတွေထည့်ကြာတာအနေတော့ပဲဆိုရင်ရပါပြီ။ပစုံမကြီးသေးတဲ့ငပိကျက်နဲ့တွဲစားဖို့ဖူစီနန်နန်းနမင်း မုံလောက်ဥနီဂေါ်ဘီတုတ် ရုံးပရည်ဒီရင်းနှွေးဖြောထားတာလေးရယ်သခွားတိနဲ့ပဲမမောက်ရင်းနှွေးဖြောထားတာလေးကိုတုံးထားပါတယ်။ကဲအခုဆိုရင်တော့မကြီးသေးစိတ်ငပိချက်နဲ့တွဲဆဖို့တို့စရာအစုံကလည်းအစင်သင့်ဖြစ်ပါပြီ။အနံလေးရရရတည်ကြနေပါပြီ။ချစ်ငင်ချင်းတို့စားပါဦး။အနံလေးကလည်းမှွေးနေရပဲ။တွဲဆစရာတို့စရာလည်းအစုံမဲဆိုတော့အိုးဘာမောက်မလိုတော့ပါဘူး။ဒီဟင်းတစ်ခွက်တည်းနဲ့ကိုအရန်ကိုမိန်ပါလေ။အရေးတောက်ကလေးနဲ့တွဲပြီးစားမယ်ဆိုရင်လည်းအရန်ကောင်းပါပါ။ ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းစေကျော်ရေတုပ်ဝင့်နဲ့အုပ်